ခုနှစ်ထဲမှာမြောက်ကိုရီးယားဟာရုရှားကိုကူညီဖို့စစ်သား3000လောက်ဆေးလွှတ်ပေးခဲ့တယ်လို့တောင်ကိုရီးယားထောက်လှမ်းရေးကပြောပါတယ်။အဲ့ဒီစစ်သည်အင်အား3000လောက်ဟာ January နဲ့ February လတွေတုန်းကရုရှားကိုရောက်ရှိခဲ့ပြီးယူကရိန်းတပ်တွေနဲ့တိုက်ခိုက်နေတဲ့ရှေ့တန်းစစ်မြေပြင်တွေမှာဖြန့်ကျက်တာခံခဲ့ရတယ်လို့ဆိုပါတယ်။ရုရှားနဲ့စစ်မဟာမိတ်အဖြစ်ပူးပေါင်းခဲ့တဲ့နောက်မြောက်ကိုရီးယားဟာရုရှားသမ္မတပူတင်ရဲ့စစ်အောင်နာရေးအထောက်အကူဖြစ်စေဖို့ဒုံးကျည်တွေလက်နက်ကြီးတွေခဲယံမီးကြောက်တွေကိုလည်း ရုရှားစီပိုပြီးပေးပို့ခဲ့တဲ့အကြောင်းမတ်လ29ရက်နေ့ကတောင်ကိုရီးယားစစ်တပ်ရဲ့ထောက်နှိုင်းရေးအစီရင်ခံစာမှာဖော်ပြထားပါတယ်။မြောက်ကိုရီးယားဟာမနစ်တုန်းကလည်းရုရှားဘက်ကနေကူညီတိုက်ခိုက်နိုင်အောင်စစ်တီအင်အား1000 1000လောက်ဆေးလွှတ်ပေးခဲ့ပါသေးတယ်။အဲ့ဒီမြောက်ကိုရီးယားတပ်တွေဟာရုရှားပိုင်နဲ့ကောက်စတေတာတွေကယူကရိန်းတပ်တွေနဲ့ရင်ဆိုင်တဲ့တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် အစောပိုင်းရက်တွေတုန်းကမြောက်ကိုရီးယားဟာစစ်ရေးအထွေအကြုံကင်းမဲ့ပြီးနေမြေစိမ့်မှုတန်းကြောင်းတက်အင်အားတော်တော်များများပြုံးတိတာနဲ့ကြုံခဲ့ပေမဲ့အခုတော့အဖို့တန်စစ်ရေးအထွေအကြုံတွေစုဆောင်းနိုင်ဆွဲရှိလာနေပြီလို့ယူကရိန်းစစ်ထောင်လှည့်ကသတိပေးပါရယ်မြောက်ကိုရီးယားဟာစစ်အင်အားတောင့်တင်းပေမဲ့လက်တွေ့စစ်ပွဲတွေနဲ့ဆယ်စုနှစ်ပေါင်းများစွာကင်းကွာနေခဲ့ရာကရုရှားမှာဒရုန်းစစ်ဆင်ရေးတွေအပါအဝင်ခေတ်သစ်စစ်ပွဲတွေနဲ့ပတ်သက်လို့အထွေအကြုံတွေစုဆောင်းရရှိလာတာဖြစ်ပါရယ်ရှင်